တတောင်တတာနဲ့ကြာကြာထိုင်နိုင်မဲ့ဣရိယာပေါ်ဖြစ်အောင်ပြုပြင်ပြီးတော့ထိုင်ကြရမှာ ဖြစ်ပါတယ်မြတ်စွာဘုရားတခင်ကရောမြတ်ကြီးကလျောင်းထိုင်ရသွား၄ပါးသောဣရိယာပေါ်တိုင်းမှာတရားရှိမှတ်ရမယ်လို့ပြောပေမဲ့အများအားဖြင့်တော့ အချိန်ကြာကြာအားထုတ်နိုင်ဖို့ရန်အတွက်ထိုင်ခြင်းအရိယာပုဂ္ဂိုလ်ပဲအထုတ်တည်းညွှန်ကြားပေးခဲ့တာဖြစ်ပါတယ်။ပါဠိကအပုစိတ်တဝါဆိုတဲ့စကားများပါဠိကဆိုတာဟာတမလဝေထိုင်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရပါတယ်။အမျိုးသမီးများအနေနဲ့တမလင်ဝေထိုင်နေဖြစ်စေ၊ကျောင်းကျောင်းထိုင်နေဖြစ်စေ ใจနှစ်သက်ရာဣရိယာပုံနဲ့ထိုင်နိုင်ပါတယ်ထိုင်ဣရိယာပုံကိုထိုင်တဲ့ယောဂီပုဂ္ဂိုလ်တယောက်ဟာမိမိရဲ့အောက်ပိုင်းဖြစ်တဲ့ခြေသလုံးတို့ခြေဖနောင်းတို့ခြေပြားတို့တကုတ်ပေါ်တကုတ်ဖိပြီးတော့ထပ်ပြီးတော့မထိုင်မိအောင်လည်းပဲတတိပြုဖို့လိုပါတယ်တကုတ်ပေါ်တကုတ်ဖိပြီးတော့ထိုင်မိမယ်ထပ်ပြီးတော့ထိုင်မိမယ်ဆိုရင် သွေးကြောတွေပိတ်ပြီးတော့မလွန်လပ်အပ်တဲ့ဒုက္ခဝေဒနာတွေအနှောက်အယှက်ပေးတတ်ပါတယ်။ဒါကြောင့်မိမိအိမ်မှာထိုင်တယ်လို့လွတ်လွတ်လပ်လပ်လေးဖြစ်အောင်ခြံချောင်ချီချီလေးဖြစ်အောင်ပြုတ်ပြင်ပြီးထိုင်ဖို့လိုပါတယ်။အဲဒီလိုထိုင်ပြီးပြီဆိုရင်ဥဇုံကံယံပဏိဒါယဆိုတဲ့အတိုင်းပဲအထက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ကိုတော့ထောင်မြောက်မှမှကလေးဖြစ်အောင်ကြိုးစားပြီးတော့ထိုင်ပြီးဖို့လိုတယ်။ ခါကိုမထမ်းမှကြောရိုးတွေဟာတခုပေါ်တခုဖြင့်ညှက်ပြီးတော့မနေပဲနဲ့လွတ်လွတ်လပ်လပ်လေးဖြစ်တဲ့အတွက်မလိုလားအပ်တဲ့ဒုက္ခဝေဒနာတွေမပေါ်အောင်ရှောင်ရှားနိုင်ပါလိမ့်မယ်။အရင်လိုမှမဟုတ်လို့ရှိကိုစိုက်နေမယ်နောက်ကိုရိုင်းနေမယ်ဟိုဘက်ဘေးဒီဘက်ဘက်ကိုရိုင်းနေမယ်ဆိုရင်မိမိရဲ့နံယူ ကြောရုံများဟာတခုပေါ်တခုဖြစ်မိပြီးတော့အထက်မှာရှိတဲ့အသားဆိုင်များအကြောများဟာမလွန်လန်းအပ်တဲ့ဒုက္ခဝေဒနာတွေရဲ့အနှိမ့်ဆက်ကိုခံရနိုင်ပါတယ်။အဲဒါကြောင့်မလို့ခန္ဓာကိုယ်ကိုလည်းပဲတက်တက်မတ်မတ်ကလေးဖြောင်းဖြောင်းတန်တန်ကလေးဖြစ်အောင်ထိုင်ဖို့လိုပါတယ်။ပရိမုခတတေဥပ္ပထပိတဝါလို့နံပါတ်3ညွှန်ကြားချက်ဖရာရှင်ကရမကြီးပေးထားပါတယ်။ အရှုကံဖြစ်တဲ့ကမထအပေါ်မှာအရှုကံဖြစ်တဲ့အာယုံအပေါ်မှာတတိလေးကထားရမယ်အရှုကံဖြစ်တဲ့အာယုံအရှုကံဖြစ်တဲ့ကမထဟာဘယ်မှာရှိတယ်လဲဆိုရင်တော့ဒီခန္ဓာမှာရှိတာပဲအဲ့ဒီအရှုကံတရားဒီစိတ်နဲ့စိတ္တသိမ့်နဲ့ရုပ်တရားသုံးမျိုးဖြစ်ပါတယ်အချင်းချုပ်လိုက်တော့ယုတ်တရားနဲ့နာတရားနှစ်မျိုးဖြစ်ပါတယ် အရာကသဘောအဖြစ်ခွဲကြည့်လိုက်မယ်ဆိုရင်အမျိုးမျိုး ဖောက်ပြန်ပြနေတာကယုတ်သိနေတာကနန်းလို့ဒီလိုဆိုပါတယ်။ပူတယ်ရေတယ်နားတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်တောင်းတယ်တင်းတယ်ရတယ်ရမ်းတယ်ဒါယုတ်ခန္ဓာရဲ့ဖောက်ပြန်မှုတွေပဲ။ဟောဒီပညာဆိုင်ခဲကြီးမှာကာယပတာဒါဆိုတဲ့ကာယအကြည့်ယုတ်တွေအနှံပြားရှိနေပါတယ်။အဲဒီကာယအကြည့်ယုတ်နဲ့ တွေးတိစရာအာယုံလို့ခေါ်တဲ့ပတဝီတေဇောဝါယောဓာတ်တွေတွေးတိတဲ့အခါမှာတွေးတိစိတ်တွေပေါ်နေပါတယ်။အဲဒီတွေးတိစိတ်တွေနဲ့အတူဟာရိကာယအကြည့်ရုပ်ပေါ်မှာအမျိုးမျိုးသောဖောက်ပြမှုလေးတွေဟာလည်းပဲထင်ရှားနေပါတယ်။တခါတရံပူလာတယ်တခါတရံအေးလာတယ်တခါတရံနာလာတယ်ကျင်လာတယ်ကြိုက်လာတယ်ခဲလာတယ်ဒါတွေဟာရုပ်ရဲ့ဖောက်ပြမှုသဘောတရားလေးတွေဖြစ်ပါတယ်။ တို့ဘောင်ကခြေလက်ကရုပ်စစ်မဟုတ်ဘူးအဲ့ဒီဖောက်ပြန်တဲ့သဘောတရားကလေးတွေကမှရုပ်စစ်ဖြစ်တယ်။ဒါကြောင့်မလို့ဝိပဿနာရှုတဲ့ယောဂီပုဂ္ဂိုလ်တယောက်ဒီတို့ဘောင်ကခြေလက်ဆိုတဲ့ပုံမှန်သဏ္ဍာန်ကြီးကိုမြင်အောင်မကြည့်ရဘူး။တို့ဘောင်ကခြေလက်ပုံမှန်သဏ္ဍာန်ကြီးဒီပညာယုတ်။အဲ့ဒီပညာယုတ်ကြီးကိုမြင်နေမယ်ဆိုရင်ဒါအမြင်မှားဖြစ်ပါတယ်။ဒါကြောင့်ပညာယုတ်ကြီးကိုမြင်အောင်မကြည့်ဘဲနဲ့အဲ့ဒီပညာယုတ်ကြီးမှတီးပြီးတော့မှီပြီးတော့ဖြစ်နေတဲ့ အမျိုးမျိုးသောဖောက်ပြန်မှုသဘောတရားကလေးတွေကိုမြင်အောင်ရှင်းရမှာဖြစ်တယ်။အဲဒီဖောက်ပြန်မှုသဘောတရားကလေးတွေကမှပရမတ်ယုတ်ယုတ်အစစ်ဖြစ်ပါတယ်။အဲဒါကြောင့်မလို့ပညာယုတ်ကြီးကိုမြင်အောင်မကြည့်ပါနဲ့ပရမတ်ယုတ်ကိုမြင်အောင်ကြည့်ပါ။ပရမတ်ယုတ်ကိုမြင်အောင်ကြည့်ပါဆိုပေမဲ့လို့လည်းပဲကြည့်ကစားမှာတော့ပညာယုတ်နဲ့တွဲပြီးတော့မြင်နေအောင်မှာပါပဲ။ဒါကြောင့်တော့ပရမတ်ယုတ်သည်မထင်ရှားတဲ့သဘောရှိတဲ့အတွက် ထင်ရှားတဲ့ပညာကြီးနဲ့တွဲတွဲပြီးတော့ကြည့်နေရအောင်ပါပဲ။အဲဒီလိုကြည့်နေတဲ့အခါမှာဒုက္ခနာရင်ဩနာတဲ့သဘောလေးပဲ။ပေါင်းကားကြိုက်ရင်ဩကြိုက်တဲ့သဘောလေးပဲ။ခြေကလုံးကကျင်းရင်ဩကျင်းတဲ့သဘောလေးပဲလို့။အဲဒီလိုသဘောတရားဆိုတဲ့ပရမတ်ယုတ်ကိုမြင်အောင်ကြိုးစားပြီးတော့ကြည့်ပေးရမယ်။သာကြည့်ကားသားမှာဒုက္ခနာတဲ့ဒုနဲ့နာတာနဲ့တွဲပြီးတော့မြင်ပေမဲ့လို့လည်းပဲနောက်ပိုင်းမှာ ဒုက္ခမြောင်မကြည့်တော့ဘဲနဲ့လာတဲ့သဘောလေးကိုပဲစိတ်ထဲမှာပေါ်အောင်ကြည်ပေးဖို့လိုပါတယ်။ပေါင်းသွားတတ်တယ်လို့ပေါင်းနဲ့တွဲပြီးတော့မြင်နေပေမဲ့လို့လည်းပဲတစ်ဖြည်းတစ်ဖြည်းနဲ့ပေါင်းဆိုတဲ့ပညာယုတ်ကြီးဆိုတဲ့အမြင်ကိုဖြောက်ပြီးတော့ကြိုက်တယ်ဆိုတဲ့ကြိုက်တတ်တဲ့သဘောတရားကလေးကိုပရမတ်ယုတ်ကလေးကိုမြင်အောင်ကြိုးစားပြီးတော့ကြည်ပေးဖို့လိုပါတယ်။အဲဒီလိုကြိုးစားပြီးတော့ကြည်ပေးလိုက်မယ်ဆိုရင်ဒီပေါင်းကခြေလဲဆိုတဲ့ပညာယုတ်ကြီးကိုမမြင်တော့ဘဲနဲ့တစ်ဖြည်းဖြည်းနဲ့ တိုက်တဲ့သဘော နားတဲ့သဘောကျင်းတဲ့သဘောပူတဲ့သဘောအေးသဘောတောင်းသဘောတင်းသဘောဆိုတဲ့ရုပ်ရဲ့ဖောက်ပြန်မှုသဘောတရားကလေးတွေကိုတန်တန်မတ်မတ်ဉာဏ်ကလေးနဲ့စူးစိုက်ကြည့်လိုက်နိုင်မှာဖြစ်ပါတယ်။အဲဒီလိုစူးစိုက်ကြည့်လိုက်နိုင်ပြီဆိုရင်ဩဖောက်ပြန်တာလေးကဒါရုပ်တရားလေးပဲ။အဲဒီဖောက်ပြန်တဲ့ရုပ်တရားကလေးဟာငါလည်းမဟုတ်ဘူးသူလည်းမဟုတ်ဘူး။ဘောဂတ္တဝါလည်းမဟုတ်ဘူးယောက်ျားမိန်းမလည်းမဟုတ်ဘူး။ဒီပေါ်ကခြေလည်းမဟုတ်ဘူးဒါဖောက်ပြန်တဲ့သဘောတရားလေးပဲ။ဒါလေးကရုပ်တရားလေးပဲ။ ောသူကဖြစ်ပြီးတော့ပြတ်တတ်တဲ့သဘောတရားလေးပဲလို့အဲဒီလိုတဆင့်တက်ပြီးတော့မြင်အောင်ကြည့်ရမှာဖြစ်ပါတယ်။ထွန်းနေတူသာပါပဲ။ရုပ်ဆိုတဲ့သဘောတရားဒီသိတတ်သလားမေးတော့သိတတ်တဲ့သဘောသူ့မှာမရှိဘူး။သိတတ်တဲ့သဘောဆိုတာနိုင်ရသဘောပါပဲ။ဒီတော့ဖောက်ပြန်တဲ့သဘောတရားလေးဖြစ်တိုင်းပြန်တဲ့သိသိပေးနေတယ်။သိသိပေးနေတာလေးကနိုင်ရသဘောဖြစ်ပါတယ်။ဒါကြောင့်ဖောက်ပြန်တာကယုံသိတာကနံလို့ဒီလိုသတ်မှတ်လိုက်ပါ။အဲဒီသိတဲ့သဘောတရားလေးကိုအာယုံစိုက်မိရင်လည်းပဲ ဟောတိတတာလေးကနန္တရားလေးပဲဟောဒီနန္တရားလေးဟာလည်းပဲအမျိုးမျိုး ဖောက်ပြန်သည်နဲ့အမျှအမျိုးမျိုးတည်ပင်းနေတာပဲဘုရင်ဘုရားလို့သိတယ်အေးရင်အေးတယ်လို့သိတယ်ကျင်ရင်ကျင်တယ်လို့သိတယ်ကြိုက်ရင်ကြိုက်တယ်လို့သိတယ်ဖောက်ပြန်မှုလေးတွေမျိုးမျိုးပြောင်းလဲနေတယ်လို့သိမှုဆိုတဲ့သဘောတရားကလေးတွေကလည်းပဲအမျိုးမျိုးပြောင်းလဲနေတာပဲလို့မိမိရဲ့အရှုဉဏ်တက်ကဖောက်ပြန်တဲ့ရုပ်ကိုလည်းကြည့်လိုက်သိနေတဲ့နာမ်ကိုကြည့်လိုက်ဖောက်ပြန်တဲ့ရုပ်ကိုကြည့်လိုက်သိနေတဲ့နာမ်ကိုကြည့်လိုက် ဖောက်ပြန်တဲ့ရုပ်ကိုကြည့်တဲ့အခါမှာလည်းဖြစ်သဘော ပြက်သဘောသိနေတဲ့နတရားကလေးကိုကြည့်တဲ့အခါမှာလည်းပဲဖြစ်သဘောပြက်သဘော။အော်အရာအားလုံးဟာဖြည်းဖြည်းပြောင်းနေတဲ့သဘောတရားကလေးတွေပဲ။ငါကလည်းဘောထင်နေတာကပုဂ္ဂိုလ်တ attva လို့ထင်နေတယ်။ယောက်ျားမိန်းမလို့ထင်နေတယ်၊သူပေါင်းကားချစ်လက်လို့ထင်နေတယ်။တကယ်တမ်းကျတော့ပုဂ္ဂိုလ်တ attva လည်းမဟုတ်ပါလား။သူပေါင်းကားချစ်လက်လည်းမဟုတ်ပါလား။ယောက်ျားမိန်းမလည်းမဟုတ်ပါလား။ဖောက်ပြန်တဲ့သဘောတရားနဲ့သိတတ်တဲ့သဘောတရား ဒီတရားနှစ်ပါးသာရှိပါလားယုတ်တရားနဲ့တရားနှစ်ပါးဖွဲ့စည်းထားတဲ့ဟောဒီခန္ဓာကိုယ်ကြီးကိုပုဂ္ဂိုလ်တ attva ငါတ attva ယောက်ျားမိန်းမလို့အမြင်မှားနေတာပဲတကယ်တော့အစ်စ်ကတော့ယုတ်တရားနဲ့တရားသာရှိပါလားလို့အဲဒီလိုအမြင်မှန်လေးတွေရသွားပြီဆိုရင်မိမိတဏ္ဍာမရှိတဲ့ဒိဋ္ဌိကိဋ္တိတတ္တကယဒိဋ္ဌိကိဋ္တိတလေးလည်းပဲအလိုလိုဆင်လာပါလိမ့်မယ်အဲ့ဒီတော့တက္ကရာဒိဋ္ဌိကိဋ္တာလေးဆင်အောင်ကြိုးစားပြီးတော့ရှုပ်ပေးလိုက်နိုင်တဲ့အချိန်မှာဟောယုတ်တရားကလည်းပဲ တို့လိုလိုဖြစ်တာမဟုတ်ဘူး။ဘာယာကြီးယုံနဲ့တွေးရစရာယုံနဲ့တိုင်းပြီးတော့မြုံမြောသောဖောက်ပြန်မှုလေးတွေဖြစ်နေတာပဲ။အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားလေးပဲ။နန္တရားကလည်းပဲအာယုံဒွါရတက်လို့ဖြစ်နေတဲ့အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားလေးပဲ။အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားပဲအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားပဲလို့အကြောင်းတွေကသိသိပြီးတော့အသိလေးတွေဟာလည်းပဲအလိုလိုဖြစ်လာပါလိမ့်မယ်။အဲ့ဒီအသိလေးဝင်လာပြီ ဆိုရင်အကြောင်းပေါ်မှာ တန်တရားဖြစ်တဲ့ဝိသကိစ္စကိလေသာလေးလည်းပဲအလိုလိုဆင်းမာဖြစ်ပါတယ်။အဲဒီလိုဒေဋ္ဌိကိလေသာနဲ့ဝိသကိစ္စကိလေသာတရားနှစ်ပါးကိုဖယ်ခွာပြီးတော့မိမိရဲ့တဏ္ဍာမပေါ်နေတဲ့တကယ့်သဘာဝအစိမ့်မှန်ဖြစ်တဲ့ယောဓမနန္ဓမသဘောတရားကလေးတွေကိုဉာဏ်ကလေးနဲ့စဉ်းစားပြီးတော့ကြည့်လိုက်နိုင်မယ်ဆိုရင်အဲဒီအချိန်ဟာယောဓမယောဓမနန္ဓမယောသဘောနန္ဓဘောကိုမြင်လိုက်နိုင်သည့်အတွေ့အမြင်မှန်ရတဲ့ယထာဘုဒ္ဓဉာဏ် ဖြစ်ပြမြင်တဲ့ဉာဏ်ကလေးတွေလည်းပဲအလိုလိုဖြစ်လာပါလိမ့်မယ်အဲ့ဒီဉာဏ်ကိုဝိပဿနာဉာဏ်လို့ဒီလိုခေါ်ပါတယ်အဲဒါကြောင့်ယောဂီမန္တရာကောင်းလို့ဟာမိမိရဲ့ခန္ဓာကိုယ်ထဲမှာအရှုကံတရားအရှုကံအာယုန်တွေရှိတယ်လို့ဆိုပေမဲ့လို့လည်းပဲဒုဗောင်ကခြေလဲဆိုတဲ့ပဂရိပုံမန္တရာကြီးကိုမမြင်သေးရဘဲနဲ့ဒုဗောင်ကခြေလဲဆိုတဲ့ပဂရိပုံမန္တရာကြီးထဲမှာရှိနေတဲ့ဖောက်ပြန်တဲ့သဘောတရားယုတ်တိတတဲ့သဘောတရားနံ ဟောရကယုံပဲဟောရကနာမဲ။ဟောယုံစရာလဲခန္ဓာပဲနာစရာလဲခန္ဓာပဲ။အဲ့ဒီခန္ဓာတွေကဖြစ်ပြီးပြည့်နေတဲ့သဘောတရားကလေးတွေပါပဲလို့အဲ့ဒီလိုမြင်အောင်ကြည့်လိုက်နိုင်ရင် ဖြစ်သဘော ပြည့်သဘောကိုသိတော့ဖြစ်ပြက်ကဒုက္ခသစ္စာသိတဲ့ဉာဏ်ကမဂ္ဂသစ္စာ ဖြစ်ပါတယ်။အဲ့ဒီလိုဒုက္ခသစ္စာနဲ့မဂ္ဂသစ္စာတရားနှစ်ပါးကမိမိတို့ရဲ့တဏ္ဍာမအမြဲတမ်းတိုက်ဆောင်နေမယ်ဆိုရင် ပေါ်လေးပေါ်တာရှိတယ်ဖြစ်နေဖြစ်တာရှိတယ် တဏ္ဍကိလေသာတို့ဒိဋ္ဌိကိလေသာတို့ဝိသကိစ္စကိလေသာတို့အဲ့ဒီကိလေသာတွေလည်းပဲအလိုလိုသေသွားမှာဖြစ်ပါတယ်။ပေါ်ခွင့်မရတော့ဘဲနဲ့ခြောက်ပြောက်သွားမှာဖြစ်ပါတယ်။အဲ့ဒီလိုကိလေသာတရားကလေးတွေခြောက်ပြောက်ခြင်းဟာသမုဒိယသစ္စာသေးတယ်လို့ဒီလိုခေါ်ပါတယ်။အဲ့ဒီလိုသမုဒိယသစ္စာသေးခြင်းဟာအကြောင်းတရားသိခြင်းပါပဲ။အကြောင်းတရားသိရင်အနာဂတ်အကျိုးဒုက္ခသစ္စာလည်းငြိမ်းမှာဖြစ်တဲ့အတွက်အကြောင်းသိတာကလည်းပဲနိရောဓသစ္စာပေါ်ခြင်းပါပဲ။ အကျိုးဒုက္ခသစ္စာငြိမ်းခြင်းဟာလည်းပဲနိရောဓသစ္စာပေါ်ခြင်းပါပဲအဲ့ဒါနိရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ချမ်းသာရဲ့သဘောတရားပါပဲလို့အဲ့ဒီလိုသဘောပေါက်ပြီးတော့နိရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ရဲ့သဘောတရားကိုမြင်အောင်ဒုက္ခသစ္စာကို မြင်အောင်ကြည့်သမုဒိယသစ္စာကိုပဲမေဃသစ္စာတရားကိုထထပွားပြီးတော့ဖြစ်ပျက်တယ်မြင်ရကနေဖြစ်ပျက်တယ်မောင်းဖြစ်ပျက်တယ်မောင်းရကနေဖြစ်ပျက်ဆုံးအောင်ကြိုးစားပြီးတော့ ရှုမှတ်သုံးသပ်ပွားများပေးလိုက်ကြပါယောဂီအပေါင်းတော်ကောင်းတို့